ိသတ်များအားလုံးပဲမင်္ဂလာပါမင်းစမရဲ့သတင်းတို့သတင်းမှများကိုတိုက်ဖြတ်ခြင်း misinformation bus တက်စီစဉ်ကနေပြန်လဲကြိုဆိုပါရစေကျမကတော့ဂျူချမ်းပါဒီတစ်ပတ်မှာတော့ Los Angeles မှာဆန္ဒပြစုပူဖို့အလုတ်ခေါ်တဲ့ရှောက်လွှာဟာစနောက်ထားရတာဖြစ်တဲ့အကြောင်းကော့ဂရိတ်ကစာတင်ကြားနေတဲ့ကလေးတွေဘုံကျဲခံရမှုဟာအကြမ်းဖက်တွေလက်ချက်လို့စစ်ကောင်စီဝါရဖြန့်ထားတဲ့အကြောင်းအမေရိကန်မှာရိုက်နှက်ခံရပြီးတော့တေဆုံးခဲ့တဲ့သူချင်းလူငယ်ကိုလော်ဘီတွေကလှောင်ပြောင် ဖြန့်ဝေထားတဲ့တဲ့ရန်အတု စတဲ့အကြောင်းတွေပါဝင်သွားမှာပါရှင်။အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ် LA မြို့မှာဆန္ဒပြဆူပူဖို့အလုခေါ်တဲ့ရှောက်လွှာတစ်စောင်လူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ Facebook ကအတီးပြုထားတဲ့အပြာရောင်အမှတ်အသား Blue Mark နဲ့အကောင့်ဖြစ်တဲ့ Lovey Sub 9တန်းနာမည်နဲ့အကောင့်ကနေဂျွန်လ10ရက်နေ့မှာလော့စ်အိန်ဂျလိစ်မှာအကြမ်းဖက်ဖို့တရက်မှာဒေါ်လာ1000နဲ့2000ကျားရပါတယ်။အကြမ်းမဖက်တဲ့နေ့မှလည်းရနေပါတယ်အလုတ်ခေါ်စာမမ်းမှကြည်ပါလို့ရေးသားပြီးတော့ဖြန့်ဝေထားပါတယ် မှတ်ချက်တည်းမှာတော့အင်္ဂလိပ်လိုရေးသားထားတဲ့အလုပ်ခေါ်စာတစ်ခုကိုတွေ့ရပြီးစာထဲမှာတော့ဆန္ဒပြတဲ့နေရာတွေမှာအကြမ်းဖက်မှုတွေပြုလုပ်ဖို့လူခေါ်နေကြောင်းရေးသားထားပြီးတော့တပတ်ကိုဒေါ်လာ6000နဲ့အထက်ကနေဒေါ်လာ12000ကျော်အထိရရှိမှာဖြစ်တယ်လို့ပါဝင်ပါတယ်။ဒါကိုကြိုက်နှစ်သက်သူ3400ကျော်နဲ့ပြန်လည်မျှဝေသူ400ကျော်ရှိနေပြီဖြစ်ပါတယ်။မြန်မာကဒီအကြောင်းရံနဲ့ပတ်သက်ပြီးတော့အချက်လက်စစ်ဆေးခဲ့ပါတယ်။ အမေရိကကတရားမဝင်နေထိုင်သူတွေကိုလိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေတဲ့နောက်ကန့်ကွက်ဆန္ဒပြမှုတွေလော့စင်ဂျလိစ်မှာဖြစ်ပေါ်နေတာပါဒီဆန္ဒပြမှုတွေကနေလူပေါင်း200ကျော်ဖမ်းခံထားပါတယ်ဒီအကြောင်းကို American အခြေစိုက်သတင်းတွေမှာဖော်ပြနေသလို BBC မြန်မာပိုင်းတွေမှာလည်းသတင်းတွေဖော်ပြထားပါတယ်ဒါကိုအခွင့်ကောင်းယူချိန်သား깟ပြီးတော့ဖြန့်ဝေနေတဲ့အဲ့ဒီအလုတ်ခေါ်စားဟာတယောလှောင်ပြောင်စားနောက်ထားတာဖြစ်တယ်လို့ The Seattle Times သတင်း website မှာဒီအလုတ်ခေါ်စားကိုအချက်လက်စစ်ဆေးထားပါတယ် တရင်ထဲမှာတော့ဒီစာကိုဖန်တီးခဲ့တဲ့သူကသူ့အနေနဲ့စားနောက်ထားတာ prank လုပ်ထားတာဖြစ်တယ်လို့ AP သတင်းဌာနကိုဖြေဆိုထားပါတယ်ဒါကြောင့် American နိုင်ငံ Los Angeles LA မြို့မှာဆနပြစုပို့ဖို့အလုပ်ခေါ်တဲ့ရှောက်လွှာဟာတယောလှောင်ပြောင်ထားတဲ့သဏ္ဍန်မှဖြစ်ပြီးတော့ဒါကိုယူသုံးပြီးချိန်သားကైပြန့်ဝေထားတဲ့သဏ္ဍန်မှပဲဖြစ်ပါတယ်။ ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ပိုင်ရရွာမှာစာတင်ကြားနေတဲ့ကလေးတွေရှိတဲ့နေရာကိုဘုံကျဲခံရမှုတစ်ခုဂျွန်လ9ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီဘုံကျဲချမှုနဲ့ပတ်သက်လို့စစ်ကောင်စီလက်ဝေကန်မီဒီယာဖြစ်တဲ့မြောက်ရီကနေတစင်းအကြံဖက်တွေရဲ့လက်ချက်လို့ပြောဆိုထားသလိုထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်။စစ်ကောင်စီလော်ဘီ channel တွေကနေလည်းဒါနဲ့ပတ်သက်ပြီးတော့လက်နက်ကင်အကြမ်းဖက်သမားတွေကကျောင်းကိုဘုံကျဲတိုက်ခိုက်တယ်လို့យေတာထားကြပါဗျ။ဒါနဲ့ပတ်သက်ပြီးတော့မင်းသမားကအချက်လက်စစ်ဆေးခဲ့ပါဗျ။ လွတ်လပ်ပြီးအမိခိုကင်းတဲ့သတင်းဌာနတွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကော်ဂရက်မြို့နယ်တဲကပိုင်ရရွာကကလေးတွေစာစုတင်နေတဲ့နေအိမ်ပေါ်ကိုဘုံကျပြီးတော့ကလေးငယ်၃ယောက်နဲ့ဆရာမတယောက်အမျိုးသားတယောက်တို့သေဆုံးခဲ့တယ်လို့ဖော်ပြထားကြပါဗျ။နောက်ပြီးတော့မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA ရဲ့သတင်းပြန်ကြားရေးတာဝန်ခံကလည်းပိုင်ရက်ရွာမှာတိုက်ပွဲမရှိဘူးလို့မစ္စမကိုဖြေဆိုထားပါတယ်။ ကလင်းငယ်ရိစာတင်နေတဲ့အနေအိမ်ကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပြီးတော့ကျဲချတဲ့ဘုံခုံပုံတွေနဲ့ဘုံကျဲခံရပြီးတဲ့နောက်မြင်ကွင်းတွေကိုလည်းမင်းသမကသတင်းဖော်ပြထားပါတယ်။ကျဲချလိုက်တဲ့ဘုံဟာလူအများသိစေနိုင်တဲ့ကလပ်စတာဘုံအမျိုးအစားဖြစ်ပါတယ်။ဘုံခုံမှာအနေရောင်အစင်းလိုက်နှစ်ကျောင်းပါဝင်ပါတယ်။ ဒီလိုပုံစံတူဘုံခွန်ကိုမတ်လ22ရက်နေ့ကမောင်းသတင်းဆမင်နာကနေဖော်ပြခဲ့တဲ့ကမ္ဘာရှေဟောင်းအမွေနှစ်စည်ရင်ဝင်မြောက်ဦးမြို့ကိုစစ်ကောင်စီဘုံဒီ22လုံးခန့်ကျဲချတိုက်ခိုက်ဆိုတဲ့သတင်းမှာစစ်ကောင်စီအုံပြုခဲ့တယ်ဆိုပြီးတော့ဖြန့်ဝေခဲ့တဲ့ cluster ဘုံအခွန်နဲ့အတူတူပဲဖြစ်ပါတယ်ဒီလိုတူညီတဲ့ဘုံခွန်ကိုကြည့်မယ်ဆိုရင်ကော့ဂရိတ်မြို့နယ်ပိုင်ရွာကိုလေကြောင်းနဲ့တိုက်ခိုက်တာဟာစစ်ကောင်စီတပ်ဖြစ်တယ်လို့အောက်ချက်ချလို့ရှာပါတယ် ဒါကြောင့်စစ်ကောင်စီတပ်ကကလေးတွေစာစုတင်နေတဲ့လူနေအိမ်ပေါ်ကိုဖုံးကျဲချတိုက်ခိုက်ပြီးအရင်နီးလန်းတွေအတိုင်းပဲလက်ဝေခံမီဒီယာတွေ lobby channel တွေကနေတဆင့်သတင်းတူတွေနဲ့ဒီပစ်ခတ်မှုကိုဖုံးကွယ်နေကြတာပဲဖြစ်ပါတယ်။ အမေရိကန်မှာတည်ဆုံးခဲ့တဲ့မြန်မာနိုင်ငံသားချင်းလူမျိုးတယောက်ဟာဒေါက်ဖက်နက်ရှောက်တန်တခြင်းကိုဖွင့်ပြီးတော့စူညံမှုပြုလုပ်တာကြောင့်ဓာထိုးခံရပြီးတည်ဆုံးခဲ့ရတယ်လို့ဖြန့်ဝေမှုတွေရှိနေပါတယ်။မိုင်းဝေ channel ကနေဂျွန်လ9ရက်နေ့မှာမြန်မာနိုင်ငံကနေထွက်ပြေးပြီးတော့အမေရိကန်မှာခိုကပ်နေတဲ့အမျိုးသားတယောက်ဟာရက်ကွက်တွင်မှဒေါက်ဖက်နက်ရှောက်တန်တခြင်းဇက်တိုက်ဖွင့်တဲ့အတွက်စူညံမှုတံကိုမခံနိုင်တဲ့အမေရိကန်နိုင်ငံသားကအဲ့ဒီအမျိုးသားကိုဓာနဲ့ထိုးပြီးတပ်ဖြတ်လို့ရေးသားပြီးတော့ပုံစဲပုံနဲ့အတူဖြန့်ဝေထားပါတယ်။ ဒီသတင်းကိုဖတ်ရှုသူဟာ3400ကျော်ရှိနေပြီဖြစ်ပြီးတော့ Telegram Channel နဲ့ Group 73ခုမှလည်းပြန်နေတာပါ။မြစမကဒီကြောင်းရနဲ့ပတ်သက်ပြီးတော့အချက်လက်စစ်ဆေးခဲ့ပါတယ်။သတင်းမှာပြန်ဝေထားတဲ့ပုံတွေနဲ့ပုံတွေရဲ့ဇင်းမြစ်ကိုရှာဖွေတဲ့ Google Image Search ကနေတဆင့်ရှာဖွေတဲ့အခါမှာချင်းပြည်အခြေဆိုင်သတင်းတွေပြန်ဝင်နေတဲ့ဇေလန်သတင်းဌာနရဲ့သတင်း Facebook Seminar ကနေဂျွန်လ9ရက်နေ့ကသတင်းဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုထက်ကဆက်ပြည်နယ်ဟူစတန်မြို့ကဒက်စီဆိုင်တဆိုင်မှာအသက်18နှစ်အရွယ်အမျိုးသားတစ်ယောက်နဲ့တခြားတစ်ယောက်ကဝိုင်းဝန်းထိုးနှက်ရိုက်နှက်ချက်ကြောင့်တေဆုံးခဲ့ရတာဖြစ်တယ်လို့ရှင်းတာဖော်ပြထားပါတယ်။တပ်ဖြတ်သူလိုတန်းတရာရှိသူကိုလည်းဖမ်းဆီးထားပြီးတော့မာတီနက်စ်ဟာတစုံတစ်ယောက်ကပလင်းနဲ့ပြက်ပေါက်ခဲ့တယ်လို့အထင်မှန်လွှမ်းမှားပြီးတေဆုံးသူကိုရဲမြင့်အောင်ကိုရိုက်နှက်ခဲ့တာလို့သိရပါတယ်ဆိုပြီးတော့အကြောင်းရင်းကိုလည်းဖော်ပြထားပါတယ်။ဒီအကြောင်းကိုချင်းမာတာစကားနဲ့ The Chinland Post ကနေလည်းသတင်းဖော်ပြထားတာကိုတွေ့ရပါတယ်။ အမေရိကန်ခြေဆိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ ABC 30 News သတင်း website ကနေလည်းသတင်းဖော်ပြထားပြီးတော့ဖော်ပြချက်တွေအရရိုက်နှက်သူတွေဟာသူတို့ကိုတစုံတယောက်ကဘီယာပလင်းနဲ့ပြက်ပေါက်ခဲ့တာကြောင့်လိုက်လံရှာဖွေရကနေလူမှားပြီးတော့ချင်းမျိုးသားလူငယ်တယောက်ကိုရိုက်နှက်ခဲ့တာဖြစ်တယ်လို့သတင်းဖော်ပြထားပါတယ်ဒီအကြောင်းကိုပဲ American အခြေဆိုင်နောက်ထပ်သတင်းဌာနတစ်ခုဖြစ်တဲ့ The Mirror US ကနေလည်းသတင်းဖော်ပြထားပါသေးတယ်။ဒီချက်တွေကိုကြည့်ရင်ဒီချင်းလူငယ်ဟာလူမှားပြီးတော့ရိုက်ခံရတာဖြစ်ပါတယ်။ စက်ကောင်စီ lobby channel တွေမှာဖြန့်ဝေနေသလိုမျိုးတောက်ဖက်နဲ့ရှောက်တန်တခြင်းကိုစုညာအောင်ဖွဲ့လို့မဟုတ်ပါဘူး။ဒါဟာအမှန်တကယ်ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်ကိုအခြေတည်ပြီးတော့အချက်လက်အမှားတွေထည့်သွင်းကနှွေဦးတော်လင်ရေလှုပ်ရှားတဲ့သူတွေကိုပုံဖြတ်လှောင်ပြောင်သယောထားတဲ့သတင်းတူပဲဖြစ်ပါတယ်။ဒါကတော့မြစမကတပတ်အတွင်းစစ်စစ်တွေ့ရှိထားတဲ့အကြောင်းအရာတွေကိုကျမကျူချန်ကစူးစိတက်ဆက်ပေးခဲ့တာပါ။ ပြည်သက်တွေအနေနဲ့စစ်ဆေးစစ်ခြင်းတဲ့တဲ့နဲ့တွေ့ခရင်မဲ့ဖြစ်ဖြစ်တန်လျာရှိတဲ့အကြောင်းအရာတွေကိုတွေ့ခရင်မဲ့ဖြစ်ဖြစ်ကျမတို့ရဲ့အချက်လက်စစ်ဆေးသူတွေစီကိုဒီလင်လေးကနေတဆင်ပေးပို့ကြဖို့ဖိတ်ခေါ်ပါတယ်ကျေရှာပေးခဲ့ကြတဲ့ပြည်သက်တီအားလုံးသဘာဝဘေးစစ်ဘေးကနေကင်းဝေးပြီးတော့သတင်းမှန်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင်။လူ့သောမီဒီယာကိုဆက်လက်ရည်ထိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Myanmar TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ပူးနိုင်ကြမယ်။ ိပြီးထိတ်ခေါ်လိုက်ပါစေ